အမျိုးသမီးငယ်လေးနဲ့နောင်အိမ်တောင်ပြုတ်ပြီးတော့စီးပွားရှာနေချိန်မှာမကောင်းတဲ့ပညာနဲ့လှုပ်ချန်ခံလိုက်ရတဲ့အထူးကြောင့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာစရီ Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ထူးခြားဆပိုတီယိုဆောင်တယောက်နေနဲ့အနုပညာလောကမှာရပ်တည်နေတာဖြစ်တယ်လို့ဝန်ထမ်းယုံမီတောက်ရောင်းပြီးတော့အောင်မြင်လာခဲ့ပါရစေ။ ။ထူးခြားမြင်းမြတ်ရဲ့အတွေ့အဖက်မင်းသားအနေနဲ့ခေါ်ကျင်တိုင်းခေါ်တာမျိုးတွေရှိသလိုအိမ်တော်ရေးရှုပ်ရှင်ပြဿနာတွေနဲ့လည်းဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့ပါရင်ပထမအိမ်တော်နဲ့တာယာရဲ့မိသားစုဘဝကိုထူထောင်နေရကနေထူးခြားရဲ့အကျဉ်းစရိုက်တချို့ကြောင့်ကွာရှင်းခဲ့ကြပါရင်ပထမဇနီးကတော့ထူးခြားအပေါ်မှာသာအပြစ်တွေပုံချထားသလိုအားလုံးကလည်းထူးခြားအမားလို့သာ ပြောကြတာပါဒါအပြင်ထူးခြားကွာရှင်းပြီးသိမ့်မကြခင်မှာပဲ သူထက်အသက်အများကြီးငယ်တဲ့ကောင်မလေးကိုကောက်ယူခဲ့ပါတယ်။အသက်20ဝန်းကျင်အရွယ်ကောင်မလေးနဲ့တရားဝင်မယူရသေးပေမဲ့တအိမ်ထဲနေပြီးတော့ဝန်းနံယုံမီတောင်းအလုပ်ကိုပါပြန်လုပ်နေတာပါ။သူတို့ဆိုင်လေးကတနေ့တခြားအရန်ကိုအောင်မြင်လာခဲ့ပါတယ်။သူကဒုတိယမြောက်ဇနီးနဲ့အိမ်တော်ကြီးအဆင်ပြေနေတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုလေးဖြတ်ချင်သလိုနဲ့ကိုတချင်းလှုပ်မရအောင်ဖြစ်သွားခဲ့ပါတယ်။မဖြစ်ခင်နေ့မှာသူကမိုးရေချိုးပြီးတော့ဇနီးငယ်ငယ်လေးနဲ့အတူရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။ ညာအိတ်လိုက်ပြီးတော့မနက်ရောက်တဲ့အချိန်မှာလက်တစ်ဖက်ကမြောက်လို့မရတော့ပဲဖြစ်နေခဲ့ရပါနေ့လယ်ရောက်တဲ့အချိန်မှာပိုလီယိုတယောက်လိုမတန်တော့ပဲလမ်းလဲကောင်းကောင်းရှောက်လို့မရတော့ပဲဖြစ်လာခဲ့တာပါရုတ်တရက်ဖြစ်သွားတဲ့အတွက်ထူးခြားလန့်သွားခဲ့ပါတယ်ဈေးကနေလည်းတစ်ခုပြီးတစ်ခုပြပေမဲ့အကျုံးညက်တာလို့သာပြောတာပါဒါပေမဲ့မသက်သာတာကြောင့်ထူးခြားထူးခန့်ကျော်စီကိုသွားကုလိုက်ပါတယ်ထူးခန့်ကျော်ကမကောင်းတဲ့ပညာတွေကိုလည်းကုပေးတဲ့သူ ဖြစ်တယ်လို့အယိုးကျော်အားလုံးကုသပေးနေရတာဖြစ်ပါတယ် ထူးခြားကိုမြင်လိုက်တဲ့အချိန်မှာထူးခန်းကျော်ကိုရိုင်းတောင်လန့်သွားတယ်။ထူးခြားကပိုလီယိုတယောက်လိုဖြစ်နေတာကြောင့်ထူးခန်းကျော်ကတေချာလေးစစ်ဆေးပေးရပါတယ်။အယုံကျော်ရဲ့ညက်ကုံကအခုလိုမျိုးခံစားသွားရပါတယ်။ဒါအပြင်ထူးခြားက တာမန်ဖြစ်တာမဟုတ်ဘဲအောက်လန်းနဲ့ပါအတိုက်ခံလိုက်ရတာလို့ထူခန်းကျော်ကထုတ်ပြောလာခဲ့တာပါလုံးတဲ့သူတွေကတေချာလုံထားတာကြောင့်အခုလိုရုတ်တရက်ဖြစ်သွားတာပါဒါအပြင်ကုသပေးနေတဲ့အချိန်မှာလဲချွေးရီယာတောက်လျှောက်ထွက်လာပြီးတော့အပေါ်ကနေရေလောင်းထားသလိုဖြစ်နေတာပါသူကန်ကျော်စီမှာကုသမှုခံယူလိုက်ပြီးချိန်မှသာသူကလမ်းလဲပြန်လျှောက်နိုင်သွားသလိုစကားလဲပြန်ပြောနိုင်သွားပါတယ် ထူးခြားတော့သူ့ကိုအောင်လန်းနဲ့ဘယ်သူလှောက်ထားလဲဆိုတာမသိပါဘူးလက်ရှိမှာထူးခန့်ကြွားကူတာပေးလိုက်ပြီဖြစ်တာကြောင့်တတ်တာနေပါပြီအခုတစ်ချိန်နဲ့မဟုတ်ပဲနောက်ထပ်နှစ်ခေါက်လောက်ဆက်ပြီးတော့ကူတာရအောင်မှလည်းဖြစ်ပါရင်ရှေ့မှာတော့ဆေးကန်းနေပြခဲ့ပေမဲ့လည်းမတတ်တာပဲထူးခန့်ကြွားကူတာပေးမှသာလမ်းပြန်လျှောက်လာနိုင်ခဲ့တာပါထူးခြားရဲ့အမျိုးသမီးကလည်းအရန်ကိုစိုးရင်နေတာပါအခုလက်ရှိမှာသူတို့ရဲ့ရခိုင်အစားအသောက်နဲ့ဝက်နယ်ယူမီတောက်ဆိုင်လေးကအရန်ကိုရောင်းကောင်းလာတာပါတရက်တရက်လမ်းမလဲအောင်ကိုရောင်းနေရတာပါ ဒါကြောင့်မို့အခုလိုနေမကောင်းပြကြတာကအယောင်အထွက်ထိခိုက်ရပါတယ်ဒါပေမဲ့အမျိုးသမီးရဲ့မိသားစုတွေကဆိုင်ဝဝိုင်းဝင်းပြီးတော့ရောင်းနေကြတာမို့သူတို့နှစ်ယောက်မရောင်းလဲဆိုင်ကတော့ဆက်လက်ပြီးတော့လဲပတ်နေပါတယ်။ထူးခြားတော့ကလည်းသူတို့ကိုမကောင်းတဲ့ပညာနဲ့အလုပ်ထားရဲဆိုတာယုံကြည်နေပါတယ်။ပရိသတ်ကြီးရောထူးခြားကိုဘသူကမကောင်းတဲ့ပညာနဲ့လုံလိုက်တယ်လို့ထင်လဲကောမန့်လေးထဲမှာပြပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်မြမဆယ်လီအင်ဆိုက်တာ page ပရိသတ်တယောက်ချင်းစီတိုင်းအောင်လဲအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။